မင်္ဂလာပါရှင်။ It's in Khan Myanmar Audio Book ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပေးမိကောင်းစဉ်လေးကတော့ကိုကန်နဲ့ကိုဖြစ်ပါတယ်။ကိုကန်နဲ့ကိုမြန်မာလေးရေစိတ်ဆိုးတဲ့သူတွေဟာပျော်ဆိုးတယ်၊အလုပ်ဆိုးတယ်၊အကြံဆိုးတယ်အဲ့ဒီလိုလူကိုကန်ဆိုးတယ်လို့ခေါ်တဲ့။ဟုတ်တယ်မဟုတ်လား။သူရဲ့ကာယကံဝစီကံမနောကံတွေဆိုးနေတာ။ ကန်ဆိုးရဲ့အကျိုးပေးဆိုပြီးကိုမလိုစင်နာရီကိုမဖြစ်စင်နာရီအကျိုးပေးပြီလေ။ဒါကြောင့်စိတ်ဆိုးပြောဆိုအလုတ်ဆိုးသူတွေကိုတွေ့တဲ့အခါ"အော်သူတို့ကန်ဆိုးလိုက်တာလို့သိပြီးတနာလိုက်ပါ။သူတို့ဟာသူတို့ကောသူတို့အပေါ်လဲဆိုးတယ်။သူများပေါ်လဲဆိုးတယ်။အရင်ကဆိုးလို့အခုဆိုးနေကြတယ်။အခုဆိုးတော့နောင်လဲဆိုးကြအောင်ပါပဲ။ဒါကြောင့်အဆိုးတွေကြုံတွေ့တဲ့အခါတနာစိတ်ဝင်ပြီးအဆိုးတန်းကိုခံရတဲ့အခါ"အော် ငါဆိုးခဲ့ဘူးလို့ခံရတာပဲလို့စင်ကြည်ပြီးခုတ်ကန်တွေကောင်းမွန်နေဖို့တတိနဲ့အသည့်ကိုလက်ကင်ထားပါညီမလေးညီမလေးရေကံကောင်းနေဆိုတာစိတ်ကောင်းရှိတာကိုခေါ်တဲ့အဆဆရရအစဉ်ပြေပြည့်စုံနေတာကိုကံကောင်းနေလို့ပြောကြတယ်အဲ့ဒါတွေဟာကံရဲ့အကျိုးပေးတသက်ပဲကံမဟုတ်ပါဘူးကံဆိုတာကာယကံဝစီကံမနောကံ၃ပါးပါပဲ အဲ့ဒီသုံးပါးမှာမနောကံကအတိက မနောကံသာပရဏာမှုစိတ်ကောင်းတာဟာကံကောင်းတာကံတွေကိုကောင်းစီတာပါဒါကြောင့်မို့ကံကောင်းချင်ရင်စိတ်ကောင်းလေးသာထားပါလို့အမကတိုက်တွန်းလိုက်ပါတယ်ညီမလေးညီမလေးကံကောင်းပါစေနော် ဒီကနေ့ကစပြီးအမဖက်ပြလေးတိစာလေးဟိုနာထောင်းပြီးညီမလေးကံကောင်းမှုအတွက်ကညီမလေးရဲ့ဂ ਾਇ ယကံဝစီကံမနောကံနေလေလေတက်ဆိုင်နေဆိုတာညီမလေးမမိလိုက်ပါနဲ့နော်ညီမလေးကံကောင်းတဲ့လူဖြစ်ပါစေအခုကံကောင်းနေရဆိုရင်လေဒီချက်မက ပိုပြီးကံကောင်းပါစီလို့အမကဆန္ဒပြုလိုက်ပါတယ်ရှင်။တာယာတော်နေ့ရလေးကိုပိုင်ဆိုင်နေကြပါစီရှင်။ Bye bye